အားလုံးမင်္ဂလာပါဇာလီ Cookie for Family Channel မှာအပြန်လေးကြိုဆိုပါရစေဒီတစ်ခါမှာတော့ဇာလီလုံငငယ်ကအရန်ကောင်မှကြက်ကြရတဲ့မုတ်တမျိုးဖြစ်တဲ့မုံလုံးကြီးကျော်ဂျော်နီလေးကိုနှယောက်မြောက်ပေးတာဖြစ်ပါတယ်ငငယ်ကနေကြိတ်ပါတယ်အခုလည်းအရန်လွန်လို့ပြန်ပြီးလှစဖြစ်တာဖြစ်ပါတယ် ဒီနေ့ကတော့ဇာလဲမုံလုံးကြီး6လုံးစာကိုကြောပြမှာဖြစ်ပါတယ်6လုံးစာအတွက်အရင်ဆုံးထည့်ထားတာကောင်းငင်းမှုပါကောင်းငင်းမှု10စွန်းနဲ့စံမှုတစွန်းနဲ့တဝက်ပါသမင်းစာစွန်းနဲ့ပါနော်ပြီးရင်တခြားသမင်းစာစွန်းတစွန်းနဲ့စားလက်ဖက်စာစွန်းတစွန်းထည့်ပြီးတော့အရင်နှံ့အောင်မှုပြလိုက်ပါတယ်နော်ပြီးရင်တော့စီသမင်းစာစွန်းတစွန်းထည့်ပြပါမယ်ပြီးတော့ရေနွေးခက်နွေးနွေးလေးနဲ့ မုတ်တာကိုနေသွားပေးမယ်နော်ရင်းနှင်းလေးကိုနည်းနည်းချင်းစီထည့်ပြီးတော့ဖြည်းဖြည်းချင်းစီမုတ်တာလေးနေသွားပေးပါမယ်ရှင်မုတ်တာလေးနေတဲ့အချိန်မှာတော့ရေထည့်တာအရင်မလောပါနဲ့နော်ဖြည်းဖြည်းချင်းစီပဲထည့်သွားပါစေအကယ်၍ရေထည့်တာများသွားတယ်ဆိုလို့ရှင်မုတ်တာတွေရပြော့သွားတတ်ပါတယ်မုတ်တာပြော့ရဆိုရင်တခါကောင်းကြီးမှုတွေထပ်တိုးနေရပါမယ်ဒါဆိုရင် ကိုလိုချင်တာထပ်မုတ်တာတွေပုံနေပါလိမ့်မယ်နော် ဒါကြောင့်မို့မူတာလေးကိုအေးအေးလေးဖြည်းဖြည်းလေးပဲစစ်စစ်စီလေးနဲ့နေသွားပေးပါနော်မူတာရတဲ့အထိမူတာလေးကိုနေလာလိုက်တာ နေတဲ့ပကံမှလည်းမကတ်တော့ဘူးလက်မှလည်းမကတ်တော့ဘူးပြီးတော့မူတာလေးကပြ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 န်နူးအီအီလေးရလာပြီဆိုရင်တော့မူတာလေးကရပြီပေါ့နော်ရလာတဲ့မူတာလေးကို အဖုံးလုံးအောင်အုပ်ပြီးတော့တနိုင်လောက်နှက်ထားလိုက်ပါနော်အချိန်ရရဆိုရင်ဒီထက်ပိုပြီးလည်းနှက်နိုင်ပါတယ် အဖုံးအုပ်ထားပေးဖို့လိုပါမယ်နော်လေးမတလက်ရအောင်လို့ပါမုတ်သားလေးနှစ်ထားတဲ့အချိန်မှာတော့ဇနင်းကအုံယူထိုးကြမယ်ပေါ့နော်။ဇနင်းကအုံယူကိုထက်ညက်လေးနဲ့ထိုးမှဖြစ်ပါတယ်။ဒီနေရာမှာထက်ညက်မသုံးချင်ဘူးတခြားနဲ့ထိုးခြင်းနဲ့ဆိုရင်လည်းရပါတယ်။ဇနင်းကတော့ဒီထက်ညက်အပြုတ်ဇာလေးကိုနှစ်စွန်းထည့်ပါတယ်။ပြီးရေလေးနည်းနည်းနဲ့ဇာနီးလက်ဖက်စွန်းစွန်းစွန်းစားလောက်ထည့်လိုက်ပါတယ်။ ပြီးရင်အလုံးပျော်သွားအောင်ထင်းရက်တွေပျော်သွားအရင်ကြိုပြလိုက်တယ်။ပြီးရင်အုံသီးတချမ်းချစ်ထားလေးကိုအုံယူထိုးပေးမှဖြစ်ပါတယ်။မုံလုံးကြီး6လုံးစားကတော့အုံဒီအုံသီးတချမ်းမကုန်ဘူးပေါ့နော်။ပုံနေရလေးကိုလည်းဇာနေရေခဲ့တရတယ်မှာပဲထည့်ထားလိုက်ပါတယ်။အုံယူလေးထိုးလာလိုက်တာထញက်ရည်လေးအလုံးခမ်းပြီးတော့ ုံယူအနက်နေမှွေးတက်လာပြီဆိုရင်တော့အုံယူလေးကရပြီပေါ့နော်ဒါဆိုရင်အုံယူကိုအသွင်ပြုလို့ရပါပြီဆင်အုံယူလေးရပြီဆိုရင်တော့ဇာနေတော့မုံလုံးကြီးတွေသွားပြီးလို့လုံးကြမယ်ကဲဒါကတော့ထိုးထားတဲ့အုံယူလေးပါဒါကတော့နှက်ထားတဲ့လေမုတ်သားလေးပါစပြီးတော့မုတ်သားလေးနည်းနည်းကိုအရင်ယူမယ် ပြီးရင်မုတ်သားလေးကိုလက်ထဲမှာနည်းနည်းညံ့နေပြတော့အောင်နည်းနည်းလေးဟိုဘက်ဒီဘက်ဆုပ်ပေးလိုက်မယ်နော်ပြီးရင်အပြားလေးလေးလုပ်ပေးလိုက်ပါမယ်မုတ်သားကိုခတ်ပြပြလေးလုပ်ပေးလိုက်ပါမယ်နော်အုံယူလေးထည့်ဖို့ပါကင်ရပြီဆိုရင်တော့အုံယူလေးကိုခက်မြန်မြန်လေးထည့်ပေးပါမယ်နော်။ဇလင်းကမလုံးကြီးအုံမလုံးကြီးကြော်ဆိုရင်အုံယူလေးမြန်မြန်ထည့်တာကိုချိန်ပါတယ်။အုံယူလေးကိုပိတ်နေအောင်ထည့်မယ်ပေါ့နော်။မုတ်တာခပ်ပပနဲ့ ကဲထည့်ပေးပြီဆိုရင်တော့အပေါ်ရင်ကအုပ်ဖို့အတွက်နောက်ထပ်မုတ်ကိုနည်းငယ်ထည့်ယူပြီးတော့အပြာလေးနည်းနည်းထည့်လုပ်ပေးလိုက်မယ်နော်။ဒါကတော့ဇာလေးမုတ်လုံးနေကြအနည်းလေးပါ။ပြန်နှစ်ဖက်ကိုပိတ်ပစ်လိုက်ပါမယ်။အုံယူတဲ့အောင်းလုံးလုံးတောင်းအရင်ပိတ်ပစ်လိုက်ပါမယ်နော်။နှာနေဖို့မလိုသေးဘူးနော်။အရင်ဆုံးအုံယူတွေလုံဖို့အတွက်အရင်လုပ်ပေးပါမယ်။အုံယူတွေလုံသွားပြီးဆုံမဇာလင်းတို့မုတ်လုံးတွေကိုချောညက်သွားအောင်အချောတက်ပြီးနေပါတော့နော်။ ဟိုဘက်တွေပတ်လှိပ်ပေးလိုက်ပါမယ်။ပြီးရင်အုံသေးဆန်လေးတွေအထဲမှာကြက်ကြက်လေးဖြစ်သွားအောင်နည်းနည်းဆုပ်ပေးလိုက်မယ်နော်။ပြီးပြီဆိုရင်လက်နှစ်ဖက်နဲ့အခုလိုလေးလှိပ်ပေးလိုက်လို့ဆိုရင်သူချောချောညင်ညင်လေးရမှာပေါ့နော်။ဒါဆိုရင်မလုံးချင်းတစ်လုံးရပါပြီစင်။နောက်ထပ်တစ်ခုကိုလည်းအဲ့လိုမျိုးပဲလှုပ်သွားလိုက်ပါမယ်เนาะအရင်ဦးဆုံးအုံယူလေးတွေကိုအရင်လုံအောင်ပိတ်ပါအုံယူလေးတွေပိတ်ပြီးဆိုမ ကိုလိုချင်သလောက်ညက်သွားအောင်အရင်အဆုံးဆုပ်ပေးလိုက်မယ်နော်ပြီးပြီဆိုရင်တော့ညက်သွားအောင်လိတ်ပေးလိုက်ပါမယ်ကဲဒါဆိုရင်တော့မော်လုံးချင်းလေးတွေရပါပြီစင်အော်ဇနီးပြောဖို့မိနေတယ်မော်လုံးချင်းကြီးလုံပြီးပြီဆိုရင်လုံပြီးလို့ထဲ့မဲ့ဘန်းထဲမှာလीကောင်းရင်မုတ်အချောက်မုတ်လေးတွေဖြူထားပေးနော်မဟုတ်လို့ဆိုရင်ဒီတိုင်းပဲဆိုရင်ကတ်နေပါလိမ့်မယ် ယူပြီးတော့ကြော်တဲ့အခါမှာအပေါက်ကြီးဖြစ်သွားတယ်ပေါ့နော်ပြီးလို့ရှိရင်ကြော်မဲ့အိုးတွေကိုစီခက်မြန်းများလေးထည့်ပေးမယ်မီးအေးလေးပဲဖွင့်ရပါမယ်နော်မီးပြင်းနေဆိုတာနဲ့ဒီမလုံးကြီးတွေကအကုန်လုံးပေါက်ထွက်မှာဖြစ်ပါတယ်တကယ်ကမီးအေးအေးလေးနဲ့စစ်စစ်စင်လေးထားပြီးတော့အဝါရောင်လေးဆွေဝါရောင်နုနုလေးပြီးရင်တဆင့်ဆွေဝါရောင်ရင်းရင်းလေးတန်းတဲ့အထိစစ်စစ်စင်လေးထားပြီးကြော်သွားပေးပါနော် ဟိုဘက်ဒီဘက်ကို အမြဲတမ်းလှည့်ပေးနေရပါမယ်သူကအလုံးဖြစ်တဲ့အတွက်အကျဉ်းအောင်လို့ပေါ့နော်အမြဲတမ်းလှည့်ပေးနေရပါမယ်စီကလည်းဒီထက်ပိုများပြီးထည့်ခြင်းနဲ့ဆိုရင်လည်းရတယ်ဇာနေကတော့စီတပိုးပဲစီလို့တပိုးပဲထည့်ထားတယ်စီကဒီမုတ်လုံးကြီးဒီတလုံးလုံးမြုပ်သွားအောင်ထည့်နိုင်လို့ဆိုရင်ပိုကောင်းတယ်ပေါ့နော်ကဲအခုဆိုရင်တော့မုံလုံးကြီးကြော်လေးတွေရပါပြီစင် အနက်လေးကအခုတွေကမှုင်းနေပေါ့နော် ။ဒါလေးကမနေနိုင်တော့ဘူးပုံနေတုံးမှာပဲခွေးကြည့်လိုက်ပါတယ်။အခုလိုမျိုးအတွင်းသားအီအီလေးအပြင်ကကြွကြွလေးပြီးတော့အနှံ့မှုမှုလေးနဲ့မုံလုံးကြီးမုံလုံးကြီးကြော်လေးရပါပြီစင်။ကဲအားလုံးမင်းစားကြပါအောင်စင်။ အဝင်ဖြစ်စီနေပြီးတော့အရန်ကမှလည်းစလုပ်ကောင်းနေအရင်လည်းလှောက်ရတာလွယ်တဲ့ဖြစ်တဲ့တကြောင်မို့အိမ်မှာပဲအလွယ်တကူလိုက်ပြီးလုပ်စားကြည့်ပါအောင်နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိလိုက်ပါကျေးဇူးပေးတရားကျင်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲနေကောင်းကျမ်းမာပြီးတော့ဘေးပြရဝေးကွာကြပါစေစင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုတွေ့ချင်တယ်နော်ဇာလင်းရဲ့ channel လေးကို subscribe ပေးနေတော့ပြီးဖို့လေးတောက်တောက်ဆုချင်ပါတယ်စင်အားလုံးကိုနှုတ်ဆက်ပါတယ်အားလုံးပဲဘိုင်ဘိုင်ပါ